မေးစည်းအချိန်ကြောင့်တင်းမြေလောကတိတ်မပွင့်ဘူးဖြစ်နေတာအာလေဘင်းမှာတော့ပိုက်ကလေး၂ရက်လောက်တက်ထားရပေါ့နော်ဆိုရင်ဒီယောဂဖြစ်သွားတဲ့အချိန်မှာတင်းတင်းရဲ့ဒီကြောင်းတက်ဖို့အစီအစဉ်လေးနောက်ဆုတ်လိုက်ရရပေါ့ဆုတ်လိုက်ရတဲ့အချိန်မှာတင်းတင်းရဲ့ယောဂလေးထားရလေတင်းတင်းကကောင်းသွားပြီဆိုပေမဲ့စိတ်ပိုင်းဆိုင်ရာတော့နည်းနည်းများတော့နည်းနည်းတော့ထိခိုက်တာပေါ့နော်ထိခိုက်နေယောဂကြီးဖြစ်တယ်ဆိုပြီးတော့ ကိုယ်ကိုမပြောရမလဲကိုစိတ်သက်လည်းအများကြီးကြာနေတယ်ကိုစိတ်သက်ကြာလို့ကိုယောဂဖြစ်လို့လည်းအဲကိုကိုကြည်နေတဲ့သူတွေကိုဘေးကလူတွေလည်းစိတ်သက်မကြသေးဘူးစိတ်မစိမ်းရဲစေချင်ဘူးအဲတိုင်းပြောရလို့ရှင်တော့စိတ်ကဒီဟော်မုန်းထွက်လိုက်တဲ့အချိန်မှာတော့တော့ဟောကွာစိတ်ကတော့အငြိမ့်တော့အများစိတ်ဆိုးရယ်စိတ်ကောက်ရယ်ဖိုင်ကြရယ်ကိုကိုတော့မှနားမလည်ဘူးအချိန်မျိုးရှိ ်ဘီကူကတော့ဘောနော်ဒီအအခုဒီသတင်းကြော်အနေနဲ့ဆလူရီတာအလှူလေးလုပ်တယ်နောက်ပြီးတော့နှစ်ပေါင်း40ကျော်လောက်ရှိပြီဘောနော်စီတဲ့ဘက်ကတချောင်းခဲ့တာအခုဒီ ရေဝမှာဆိုလို့ရှိရင်တော့ design ဘယ်လေးမှာဆိုလို့ရှိရင်တော့ design ရှိရပါတော့အဲ့တော့အဲ့ entertainment လေးနဲ့အလူပွဲလေးလုပ်ဖြစ်တာဖြစ်ပါလိမ့်ရှင်ဟုတ်အာသူကစိတ်ဆိုင်မှာဆိုလို့ရှိရင်ရောင်းလဲတွေကိုလည်းအမခံချက်နဲ့ရောင်းပေးတဲ့အပြင်ပေါ့နော်သူက GIA certificate ရထားတဲ့စင်ကောင်းစိတ်သက်တွေကိုပဲရောင်းပေးတာဖြစ်တဲ့အတွက်တကယ်ကိုစိတ်ချယုံကြည်ရတဲ့စိတ်ဆိုင် design ဖြစ်ပါလိမ့်ရှင်ဒီနေ့ကိုယ်တိုင်ကလည်းဒီနေ့တနင်္ဂနွေမှာဟိုအဖေမိနောက်ပြီးတော့ဟို ို့ထက်အသက်ကြီးတဲ့သူတွေပေါ့နော်အတော်တွေဟိုဒီအားလုံးကိုကတော့ပြစ်တဲ့အတွက်အခုတင်းနေကိုယ်တိုင်းကလည်းဒီနှစ်မှာအရန်ကိုလူမြင်တန်းကျင်တဲ့စိတ်ဖြစ်တယ်ပေါ့နော်အဲ့တော့တင်းနေအစားဒီစိတ်စပယ်မှုအဲစိတ်နိုင်ပိုင်ရှင်ကဥတွေတော်တွေကအဲဒီတင်းနေကိုယ်စားလှူပေးတယ်လို့ခံစားရတယ်အဲ့အတွက်လည်းလူတွေအများကြီးလည်းလာရောက်ပြီးရတဲ့အတွက်အရန်လည်း PTV ဖြစ်ပြီးတော့ဝမ်းသာပါရှင်ဟုတ်တင်းဒီယောဂဖြစ်သွားတဲ့အချိန်မှာတင်းနေရဲ့ဒီကြောင်းတက်ဖို့အစီအစဉ်လေးနောက်ဆုတ်လိုက်ရတယ်ပေါ့ စုံလိုက်ရတဲ့အချိန်မှာချင်းရဲ့ယောဂလေးထားရလေချင်းရကောင်းသွားပြီဆိုပေမဲ့စိတ်ပိုင်းဆိုင်ရာတော့နည်းနည်းများတော့နည်းနည်းတော့ထိခိုက်တာပေါ့နော်ထိခိုက်တဲ့အခါကျတော့ဟိုချင်းရဟိုနည်းနည်းအလုံလေးပါလေးလုံးစရာလေးခုရှိမယ်ဆိုရင်တော့စိတ်နဲ့မကြောက်တော့ဘူးဆိုပြီးတော့ကိုကဒီ coffee တန်းကိုစိတ်လဲဝင်စားတယ်နောက်ပြီးကြောင်းသွားရင်လည်း အဲဒီ part time job လုပ်တဲ့အခါမှာအထောက်ကူဖြစ်မယ်ဆိုပြီးတော့ဒီနေ့ဒီ class လေးကို join ခဲ့ရပါမှာ။ဒီယောဂကြီးဖြစ်တဲ့ဆိုပြီးတော့ကိုကိုဘယ်လိုပြောရမလဲ။စိတ်တက်လဲ၊ဉာဏ်ကြမေးတယ်။ကိုစိတ်တက်ကြလို့ကိုယောဂဖြစ်လို့လဲ။အဲကို့ကိုကြည့်နေတဲ့သူတွေကို့ဘေးကလူတွေလည်းစိတ်တက်မကြသေးဘူး။စိတ်မစိမ်းရဲစီတူပေါ့နော်။အကုန်လုံးကသူ့လူတွေသူဆိုလေ။အဲ့တော့ဒီနေ့ကိုရိုင်းကလည်းပျော်ပျော်နေပြမယ်ဆိုရင်တော့သူများတွေအတွက်ဒီလိုဒီနေ့လိုဖြစ်နေတဲ့သူတွေအတွက်လည်း motivation ဖြစ်စေမယ်။ဒီနေ့ချင်းတဲ့အတွက် တင်နေဒီလိုစိတ်သက်တန်တမာမာနဲ့ဒီမျိုးဖြတ်တန်းနေရပါတော့။ညီမဘကတော့ဆရာအများကြီးပြန်ပေးရပါတော့။ဒါပေမဲ့ညီမကကျတော့တင်းနေရှိမှာတော့တိတ်ပြီးအလိုဝိုင်းနေတဲ့အကြောင်းတော့မပြောင်းဘူး။ဒီနေ့နာမပို့ပြီးတော့နေပြီးတယ်။ချင်းဒီကိုယ်တိုင်းကလည်းမေ့ကိုပို့ပြီးတော့အချိန်ပေးရတဲ့အတွက်အခုတော့ပို့ပြီးတော့မသားစုမသားစုတစုပြန်ပြီးရှိရပါတော့။ဟုတ်ကဲ့အရင်ရောအခုမျိုးကျန်ဒီယောဂဖြစ်တဲ့အတွက်ဆိုပြီးတော့ဘူယိုနေရမျိုးတော့မရှိဘူးပါဆိုတော့အမေကလည်းစိတ်စိတ်မရဲစေချင်ဘူးကိုကကိုကိုရိုင်းကလည်းပြောနေတယ် အာဒီတိုင်ရလေးကတော့မမရရတော့မမရဆိုလို့ရှင်တော့ဒီနေ့ကအမှန်မှန်တော့နားမဲချိန်နေတာပေါ့ဒီ level ကနားအောင်ဒီ level ခွဲတော့မနာမဲနဲ့အာဘာဖြစ်လဲဆိုတော့ဒီ video ion နဲ့မျိုးတဲ့အခါမှာ side effect တွေဖြစ်လာတယ်အခုလည်း ion နဲ့မျိုးထားတဲ့အတွက်ဒီနေ့မှာပုံမှန်လူတွေမဖြစ်တဲ့ဟော်မုန်းမညီတဲ့ဟာမျိုးတွေဖြစ်တယ်နောက်ပြီးတော့ဒီအသား၆ကံရဲ့မျိုးစုံပေါ့နော်ဒီလိုလုံးညလုံးဝ ကျန်တဲ့ဘိုင်းကြီးအကုန်လုံးပေါ့နော်ဆေးရဆိုလို့ရှိရင်လည်းတောက်တဲ့ဟော်မုန်းဆေးထပ်ပို့ပြီးတော့နောက်ကလိုက်ရတဲ့ဆေးအများကြီးပဲဆိုတော့ကိုကိုတော့အများကြီးဟိုစိတ်တက်မှာတော့ train ထားတာပေါ့နော်ဟောတရေကျကတော့ချင်းလည်းအခုဒီနှစ်ကတော့မိမိကိုလည်းကိုမုံမုန်းနဲ့ကြောက်ရတယ်ဖိဖိကိုလည်းကြောက်ရတယ်ပြီးတော့ဒီအာဘေးနာဟိုကိုရဲ့ က်သက်ကြီးရတဲ့တွေပေါ့နော်ဟိုကတော့ပေါ့နော်အဲ့တော့ဒီနှစ်ကတော့ချင်းချင်းဖြစ်ချင်းတို့ဖြစ်စေချင်းတို့ဖြစ်တဲ့တတိယအတွက်တတိယဖြစ်တဲ့အတွက်ပေါ့နော်ဟိုဝန်တာပါခင်ဗျာအာဖြစ်ရတော့ဟိုဟိုကတော်တော်လေးကိုစိတ်ကောင်းဖြစ်နေပါပေါ့နော်သူသမီးကြောင့်မှဒီလိုဖြစ်ရတယ်ဆိုတော့ပြီးတော့ချင်းရအသက်လည်းငယ်သေးအောင်ဆိုတော့အကြောဒါမဲ့အဲ့လိုမျိုးဖြစ်ဖြစ်တော့ပြန်ရဲဖုန်းလေးပုံမှန်ဆက်ပြီးတော့အာချင်းရအစီအပြေရဲ့အကြောင်းပေါ့နော်ဟိုသူစိတ်ချမ်းသာအောင်ပေါ့ဗျာဆိုတော့သူကတော်တော်စိတ်ထိခိုက်သားတယ်ပေါ့နော်ဒါပေမဲ့အများနဲ့သူ reassure လုပ်ပေးရအောင် တရားတော့တရားတော့ခန္ဓာပြောလို့ရှင်တော့စိတ်ကကြီးဟော်မုန်းထွက်လိုက်တဲ့အချိန်မှာတော့တော့ဘဝကစိတ်ကတော့အငြိမ်တော့ဘာလဲစိတ်ဆိုးရယ်စိတ်ကောက်ရယ်ခိုင်းကြရယ်ကိုယ်ကိုယ်တော့မှနားမလည်ဘူးအချိန်မျိုးရှိရယ်ပေါ့နော်အဲ့ဒီကြောင့်မလို့အာခိုင်းကြကိုယ်ရုံနဲ့အုံမိရယ်စိတ်ကမပါဘဲနဲ့ပတ်သက်လို့ဖြစ်သွားရှာဒီခါကျတော့အများကြီးလက်ပြီးသားသွားနာမယ်တော့လည်းအများကြီးနားလည်တယ် ောက်စာတွေကအကိုကြီးကို remind လုပ်တာပေါ့နော်။ဟိုမိန်းကြီးမဒီလိုဒီလိုဖြစ်တတ်တယ်။အဲ့ဒီတော့စိတ်ချေပြီးသိခံပြီးပေါ့နော်။သူကလည်းသူနဲ့ call နေမိမဲ့သူကအေးစိတ်ပဲပါဖြစ်နေတယ်။အဲသူနေရောဒီလိုမိသားစုရထားတယ်ဆိုရင်လို့မိသားစုကအကြီးမဟုတ်ပေမဲ့ပေါ့နော်ဒီမိသားစုဆုံးရောက်နေတယ်သူတို့ကတော့ဘုံပြေဆုံးမိသားစုဆုံးရောက်နေတယ်